အလုံးမင်္ဂလာပါရှင် MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီနေ့အတွက်ထူးခြားသတင်းတွေလည်းမင်းအွန်လိုင်းစစ်တပ်လို့တာကိုဗိုလ်ချုပ်တွေ့ရင်တုံ့လုံစေနိုင်တယ်လို့တိုင်းမဂဇင်းကနေဖွင့်ချလိုက်တဲ့မြေကိုထိန်လေးအကြောင်းမလွဲတာပဲအာနာသိမ့်ခဲ့တာလို့မျက်ရည်ချူလာတဲ့မင်းအွန်လိုင်းရဲ့သတင်း တက်ငယ်မရင်ကောင်မြောက်ရီကိုဆိုင်ကိုဂုံသွဆောင်စုချင်းမြင်လိုက်တဲ့စစ်ကောင်ရှင်ဝင်းကြီးချုပ်ရဲ့တရင်ကြမ်းခါရင်နဲ့အုပ်ကြီးတွေကိုကြောက်နေရတဲ့ဒေသခံတွေကြောင့်မဲမဆွေရဖြစ်နေတဲ့မုံငါပါတီအခြေအနေဥကုံနေလုံးချန်ခရမှုအထက်ကကျုပ်ကင်တို့အဖြစ်တန်တရားရှိသူကြမ်းခါရင် ကိုစလဲလောင်းဖြစ်လာတဲ့တရင်ထိုင်မှာအရက်တောက်ချိန်ကန်တက်မလိုက်နိုင်ရင်ဒန်းငွေများပြဆောင်ရမယ်တဲ့ အဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုအယုံဆုံးတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်စစ်တပ်လုပ်တာကို ပိုကျော်အောင်စန်းတွင်တုံလုံးစိန်နိုင်နေလို့တိုင်းမဂဇင်းကနေဖွင့်ချလိုက်တဲ့မြီးကိုထိန်လင်းကြောင်းနဲ့စားလိုက်ချင်ပါတယ်။ ကဘာကျော်တိုင်းမဂဇင်းမှာဒေါ်ဆန်းစုကြည်ရဲ့တာငယ်ကိုချိန်လင်းခေါ်ခင်မဲရီရေးတာတဲ့ဘာမာမက်စ်ရလီမိုင်မာတာအန်အော်ပိုလစ်တစ်ကယ်ပရင်ဇနာဘီဖိုဟိုရင်အလက်ရှင်ဆောင်းပါမနေ့ကပေါ်ပြခံခဲ့ရပါတယ်။လက်ရှိစစ်တပ်ကတပ်ဖြတ်နေရာတွေကိုမြမတပ်မတော်တီထောင်သူလွတ်လပ်ရေးဖခင်ကြီးပိုဂျိုအောင်ဆန်းသာတွေ့ရင်ကြောင်းရံတုံလုံးနေမှာအတေကြပဲလို့ကိုချိန်လင်းရဲ့ဆောင်းပါတဲ့ထက်သွင်းရေးတာထားပါတယ်။ တိုင်းမဂ္ဂဇင်းကဆောင်းပါတယ်ဗမာအတွက်အပြေကပါပါလဲဗမာပြည်သူတွေငြိမ်းချမ်းရေးကိုဘယ်လိုရှာဖွေနိုင်မလဲဆိုပြီးကိုထိန်လင်းကမေကုံထုတ်ထားသလိုအဲ့ဒီအတွက်အပြေထုတ်ဖို့ဗမာစစ်တပ်ကိုပထမအောင်ဆုံးပြဿနာအဖြစ်တတ်မှတ်ချဖို့တိုက်တွန်းရေးသားထားပါတယ်ပထမအောင်ဆုံးပြဿနာကဗမာစစ်တပ်ပဲဖြစ်တယ်ဆိုတာတတ်မှတ်ဖို့အရေးကြီးပါတယ်ဗမာစစ်တပ်ကိုကျွန်တော်အဖိုးလွတ်လပ်ရေးပြီးသူကဗိုလ်ချုပ်အောင်ဆန်းကတည်ထောင်ခဲ့တာဖြစ်ပြီးအခုပြည့်ပြည့်နေတဲ့တပ်ဖြတ်မှုတွေကိုတူတာမြင်တွေ့ရင် င်းကြောင်းလန့်သုံးလုံးမှာအသေးကြပါပဲလို့ကိုထိန်လင်းကရေးသားထားပါတယ်ကဘာတန်တမန်တွေကမင်းအောင်လိုင်းနဲ့သူ့ကိုယ်စလဲတွေကိုဘလို့အစည်းအဝေးမှာနေရာမပေးကြဘူးနဲ့အတုံရောင်ရွေးကောက်ပွဲကိုကန့်ကွက်ချဖို့လဲတိုက်တွန်းထားပါတည်းတက်ဆက်တဲ့မှာပဲအန်ယူဂျင်နဲ့တွေ့တွေ့ဆက်ဆံမှုအလေးပေးပြောသလိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတန်မတ်ကြီးဦးကျော်မွန်ထွန်းနဲ့အန်ယူဂျီတို့ကမြန်မာအတွက်ပြောဆိုပေးနေသူတွေလို့ဆိုပါတယ် သူ့ရဲ့မိခင်ဖြစ်တဲ့ဒေါန်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံမှာအာဏာရှင်လက်အောက်ကလွတ်မြောက်ခြင်းဟာကမ္ဘာကြီးရဲ့အကျိုးစီးပွားအတွက်လည်းဖြစ်တယ်လို့ပြောထားပြီးနိုင်ငံရဲ့အကျဉ်းသားအလုံးလွတ်မြောက်ပြီးဘေးကင်းလုံခြုံတဲ့အထိဆက်လက်လှုပ်ဆောင်မယ်လို့ကိုထိန်လင်းကကတိပြုပြောဆိုထားပါတယ် ဒုတိယသတင်းအနေနဲ့တင်ဆက်ပေးချင်တာကတော့မလဲတာပဲအာနာသိမ့်ခဲ့တာလို့မျက်ရည်ချူလာတဲ့မင်းအောင်လိုင်းအကြောင်းဖြစ်ပါတယ်။ပြည်တွင်းပြပါနောက်ဆက်ဆွတ်ဖတ်မှုအမျိုးမျိုးတက်ရှိုတွေးခွဲမှုအမျိုးမျိုးကိုကျိုးရှာမှုအမျိုးမျိုးတို့ကြောင့်သူစစ်တပ်ကမလဲတာပဲအာနာသိမ့်ခဲ့ရတာလို့မင်းအောင်လိုင်းကမျက်ရည်ချူစကားပြောကြားလာပါတယ်။မနေ့ကနေပြီးတော့လေတက်စကန်မှာကျင်းပခဲ့တဲ့လေရင်ရဟန်းရှင်တွေတက်တော်ဝင်စင်ခန္ဓာမှာအဲ့လိုထည့်သွင်းပြောကြားတော့တာပါ။မလဲတာပဲနိုင်ငံတော်တာဝန်ကြီးခိတ္တ တောင်းရင်ယူထမ်းဆောင်ခဲ့ရတာဖြစ်တယ်လို့မင်းအောင်လိုင်းကပြောထားတာပါအခုတော့တိုးတက်လာတဲ့အခြေအနေတွေနဲ့အနည်းအများပြည်သူလိုလားတောင်းတချက်ဖြစ်တဲ့ရွေးကောက်ပွဲအောင်မြင်မြင်ချင်းပါဖို့လှုံ့ဆော်နေပြီးရွေးကောက်ပွဲကပေါ်ထွန်းလာမယ်ရွေးကောက်ခံအစိုးရထံအာဏာလွှဲမယ်လို့သူကထပ်ပြောသွားပါတယ် ဒါပြင်စစ်တပ်ကိုမလိုလားတဲ့ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကရွေးကောက်ပွဲပြက်အောင်ဆော့ဖက်လှုပ်ဆောင်နေရလို့ပြစ်တင်ပြောဆိုသလိုစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်တော်လှန်ရေးတပ်တွေအရေးနှိမ့်နေပြီလို့လည်းမင်းအွန်လိုင်းကထည့်သွင်းပြောကြားထားပါတယ်တခါလေကြောင်းအတာချက်ကိုအတုံးချပြီးကိုပီတူကိုပြန်တက်နေတဲ့စစ်ကော်မရှင်လီတက်ရဲ့လှုပ်ရက်တွေကိုမင်းအောင်လိုင်းကဂုဏ်ပြုကြောင်းပြောပါတယ်။လက်ရှိမှာလည်းတက်မတော်လီဟာမိမိမှာရရှိပိုင်ဆိုင်ထားတဲ့ လေကြောင်းစာရင်းမြစ်တွေကိုအကျိုးရှိဆုံးအသုံးချကရီမန်းချက်တာဝန်တွေကိုအောင်မြင်ထရောက်စွာထမ်းဆောင်နေတာကိုအတိမတ်ပြုတယ်လို့အာဏာသိမ်းစစ်ကောင်စာကပြောပါတယ်။လေရဟယင်အစ်စ်တွေထမှန်ဝဲယူဖြစ်တင်းသွားဖို့ရှိသလိုလက်ရှိလေရဟယင်တွေကိုစနစ်တကျထိန်းသိမ်းမှုလဲစစ်ကောင်စာကအမိတ်ပေးသွားပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါရှင်။တန်ငယ်မရင်ကောင်မြောက်ရီကိုဆိုင်ကိုစစ်ကောင်ပြင်ဝင်ကြီးချုပ်ကခုံနှူးဆောင်စုချင်းမြင့်တဲ့တဲ့ရင်ကိုပြောပြပါအောင်မယ်။ အရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်73ထံမင်းကိုသိရှိအရမပြုကျင့်ခဲ့သူမြောက်ရီကိုဆိုင်လိုလူတိများတဲ့ဆိုင်းမျိုးညုံကိုစစ်ကောင်မရှင်ဝင်ကြီးချုပ်ကဂုံမှုဆောင်ဆူချီးမြှင့်လိုက်တယ်လို့သတင်းရရှိပါတယ်။မြဝရီ9ရက်ကအုတ်ချုပ်ရေးမှုဟာအာနာသိန်းခေါင်းဆောင်မြောင်းလိုက်ရဲ့ဝင်တာနုရခိတဘွဲ့ချင်းမြင်နာခံထားရပြီးမဘာတာအဖွဲ့ထောက်ကူပြုမြမနိုင်ငံလုံးဆိုင်ရာဓမ္မဝင်တာနုရခိတအဖွဲ့မြဝရီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ် ဆိုင်မျိုးညုံဖွင့်ထားတဲ့ရဲရင်ကျေးဆိုတဲ့ဒမတ်စကူအခမဲ့စာတင်ကြောင်းအတွင်တက်ရောက်ခဲ့သူအမျိုးသမီးငယ်73ချံမင်းကိုနှစ်ပေါင်းများစွာကြာအထမပြုကျင့်ခဲ့တယ်လို့ကဲကန်ရှင်အမျိုးသမီးငယ်တွေကဖွင့်ဟပြောဆိုထားပါတယ် ဒီလိုမရိမှုတရားခံတဲ့အတူအမှတ်3ရက်ကွယ်အုပ်ချုပ်ရေးမှုရွှေတင်နဲ့အမှတ်4ရက်ကွယ်အုပ်ချုပ်ရေးမှုစီလိုက်ခေါ်စိန်ထွန်းတို့ကို မနေ့ကပြုလုပ်တဲ့290ပြည်ကင်းပင်းနဲ့အခမ်းအနားမှာကင်းပင်းနဲ့ဝင်ကြီးချုပ်စောမြင့်ဦးကစီမံထူးချုပ်ဂုံနှူးဆောင်ဆိုရင်ပေးခဲ့တယ်လို့ဒီကြောင်းတည်ထားသူတွေစီကဆိုပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုနှုန်းကလည်းမြောက်ဝတီမှာစစ်မှုထမ်းလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူတွေဖြစ်တယ်လို့ဆိုပါတယ် ကျောင်းသူမိန်းကလေးငယ်တွေကိုမထိမှုနဲ့ဟေမြတ်ထုံးမှုတွေကျုံလွန်ခဲ့သူအသက်48နှစ်ရွယ်ဆိုင်းမြို့ညုံဟာအိမ်အောင်ကွဲတဦးဖြစ်ပြီးတော့တာတဦးတမီတဦးရှိတယ်လို့သိရပါတယ်။မြောက်ရီရဲ့အမှတ်3 လေငါရက်ွက်တွေရဲ့အုတ်ချုံရင်မှုတုံးကို အာနာသိန်းစစ်တပ်ကခိုင်းစေသမျှပူပေါင်းလှုံ့ဆော်တာနဲ့အတူစစ်တပ်လောက်ကန်ပီဂျီအက်အဖွဲ့ရဲ့ထောက်ခံချက်နဲ့အခုလိုစစ်ကော်မရှင်ကရင်ဝင်ကြီးချုပ်ရဲ့စုချင်းမြင်တာကိုခံခဲ့ရတာလို့သိရပါတယ်။ဆက်လက်ပြီးကြန့်ခိုင်ရင်းနဲ့အုတ်ကြီးတွေကိုကြောက်ငင်ရတဲ့ဒေတာကန်တွေကြောင့်မဲမဆယ်ရဖြစ်နေတဲ့မွန်ပီနယ်ကအခြားပါတီတွေအကြောင်းကို တင်ဆက်ပေးပါဦးမယ်ရှင်။ မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်အတွင်းစန့်ခိုင်ရံချောင်းအခြားပါတီတွေကမင်းဆွေစည်းရုံးပွဲတွေပြုလုပ်ဖို့အဆင်မပြေဖြစ်နေလို့သိရပါတယ်။အဲ့ဒီမြို့နယ်အထက်ကကျေးရွာလူလူနယ်အတွင်းဆောင်ကမင်းဆွေစည်းရုံးမှုအခြားပါတီတွေကကြိုးစားနေကြပေမဲ့ဒေသခံတွေဟာစန့်ခိုင်ရပါတီနဲ့အုပ်ချုပ်ရေးမှုတို့ကအညှိုးထားမှာကိုကြောက်တာကြောင့်တွင်းဆောင်ပွဲအတွက်နေရာချန်ကိမပေးရကြဘူးဖြစ်နေလို့သိရပါတယ်။ လက်ရှိရွေးကောက်ပွဲဥပဒေအရလူထုတွဲဆောင်ပွဲလုပ်မယ်ဆိုရင်စစ်ကောင်ရှင်ရွေးကောက်ထံနေရနဲ့လူရင်းကားကိုအချိန်တစ်ပတ်ကြိုတင်တင်ပြရမှာဖြစ်ပါတယ်။တချို့လူတွေကခင်မမှုအရာသူတို့အိမ်တို့ဘာတို့မှတွဲဆောင်ပွဲအတွက်နေရပေးခြင်းနဲ့ဒါပေမဲ့စံဖို့ကညိုပြီးတခုခုအလုပ်ခံရမှာကြောက်လို့မပေးရကြဘူး။အဲဒါကြောင့်ဒီနေ့မနေ့ထိစံဖို့ကလွှင့်ရင်ဘယ်ပါတီမှတွဲဆောင်ပွဲမလုပ်ရသေးဘူးလို့ပါတီတွေနဲ့နီးစပ်တဲ့မော်လမြိုင်မြို့ကန်တအုပ်ကပြောပါတယ်။ အဲ့လိုအခြေအနေကိုတခြားပါတီတွေကသိရှိကြပြီမဲ့သူတို့ကိုယ်တိုင်ကစံခံရေးကိုကြောက်လို့မပြောရကြကြောင်းဒေသခံတွေကပြောပါတယ်။ချောင်းဆောင်မြို့နယ်တဲကရွာလို့ကမနဲ့တကောဘိုးနံမူတို့နဲ့ချောင်းရဲ့အနောက်စားတဲ့ကျေးရွာတွေမှာ ချောင်းဆောင်ကိုစားပြောတူရောင်ရဲကောက်ပွဲဝင်မဲ့စန့်ခိုင်ရဲ့အမတ်တချို့ကမဲဆယ်စီုံရေးပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့စန့်ခိုင်ရဲ့ပါတီရဲ့ဒေသတွင်မဲဆယ်စီုံနေတဲ့ရာမညမြင်လူမှုကွန်ရက်ဆာမင်းနဲ့မှာဖော်ပြထားကြရာတည်ရပါတယ်။ချောင်းဆောင်မြို့နယ်မှာစန့်ခိုင်ရဲ့ပါတီအပြင်တိုင်းသားစီလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊အမျိုးသားအကျိုးစီးပွားအတွက်ရေးပါတီ၊မွန်ညီညွတ်ရေးပါတီ ကျန်းကာရေးပါတီရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောက်နဲ့ဝင်ရောက်ရှင်မြိုင်မှုရှိနေပါတယ်။ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းအနေနဲ့ဥက္ကဋ္ဌလှုပ်ကြံခံရမှုအထူးကကြောက်ကင်သူအဖြစ်တန်တရားရှိသူကျန်းကာရေးကိုယ်စားလှယ်လောက်ဖြစ်လာတဲ့သတင်းကိုပြောပြပေးပါမယ်။စေကောင်းဆောင်မင်းအောင်လာရဲ့ကိုရရာရှိဟောင်းလင်းစော်ထုံးကမိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ကြံ့ဖို့ပါတီကိုစားပြုပြီးအတူရောင်ရွေးကောက်ပွဲမှာထပ်မံရှင်ပြိုင်မှာဖြစ်ပါတယ် သူဟာ2015နဲ့2020ပြည်နှစ်ရွေးကောက်ပွဲတွေမှာကြံ့ခိုင်ရေးပါတီရဲ့မိုင်းဖြတ်ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး NLD ရဲ့ဥပဒေကြံပေးလှုပ်ရှားခံရမှုမှာအဓိကကြိုးကင်သူကိုငွေပေးကူညီပေးခဲ့တယ်လို့အဓိကကြိုးကင်သူတဝက်ဖြစ်တန်တရားရှိခဲ့သူဖြစ်ပါတယ်။ ဥက္ကိုနေအမှုအတွက်ဦးလင်းစော်ထုံးမှာတရားလူပြတတိတဦးဖြစ်ပြီးရန်ကုန်အင်းစိန်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံကိုအောင်းဝင်းခိုင်နဲ့နေပြီးတော့မှတိတ်ဆုံခဲ့မှုနဲ့ပတ်သက်ပြီးလာရောက်ထွက်ဆိုခဲ့ရသူပါ ဥက္ကုနေလှုပ်ကြံခံရပြီးနောက်ပိုင်းအောင်ဝင်းခိုင်ကတင်တာကိစ္စနဲ့မကွေးမြို့ကိုသွားရောက်ဖို့စက်သိန်း20လာရောက်ချင်းကခဲ့တာကိုစက်စက်သိန်းပေးခဲ့ကြောင်းတရလူပြသက်တဲ့လင်းစော်ထွန်းကအဲ့ဒီတရားရုံးမှာထွက်ဆိုခဲ့ပူပါတယ်။လွန်ခဲ့တဲ့2019ခုနှစ်ဇန်နဝါရီလ29ရက်နေ့လုံကရန်ကုန်လေးစိတ်မှာ NLD ပါတီရဲ့ဥပဒေကြံပေးရှင်နဲ့ဥက္ကုနေကိုတနက်သမားကြည်လင်းကလှုပ်ကြံတက်ဖြတ်ခဲ့တာပါ။ ုံမူကြီးဟောင်းလင်းစော်ထွန်းဟာတည်ခံပြီးအောင်ဝင်းခိုင်နဲ့စစ်တပ်ကတို့အပတ်စဉ်38မှာ အတူတက်ရောက်ခဲ့ပြီး2005ရွေးကောက်ပွဲဝင်ပြိုင်မှုစစ်တပ်ကနေအငင်းစားယူပြီးချန့်ခိုင်ရေးပါတီကိုစားပြုကမိုင်းဖြတ်မဲဆန္ဒနဲ့ကဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။လင်းစော်တွန်ဟာစံဖွပါတီရဲ့ဘိုးအလုံးအမှုဆောင်ကော်မတီဝင်ဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌအဖြစ်လဲတာဝန်ရထားပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ကိုရီးယာရှိလုပ်ခဲ့တဲ့အပြင်အခုချိန်ထိလည်းမင်းအောင်လိုင်ကိုကိုွယ်တဲ့ဝစီဘိတ်ဘုံစီအတွက်ဝေယဝစ္စနဲ့မင်းအောင်လိုင်အမိတ်တိုင်းလိုက်ပါဆောင်ရွက်ပေးနေစေဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးပြပါတဲ့နေနဲ့ထိုင်းမာရဲတောက်ချင်းကန်တက်လိုက်ပြီးမလိုက်နိုင်ဒန်ဝေးဆောင်ရမယ့်အကြောင်းပြပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲညှနာလိုက်ချင်ပါတယ်ရှင်။ အရက်ဘီယာရောင်းချခြင်းကိုကန့်သက်ထားရကနေအရက်တောက်ချိန်ကိုပါထိုင်းနိုင်ငံမှာထပ်မံကန့်သက်လိုက်ပြီးဖြစ်ပါတယ်။ထိုင်းမှာအရက်ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်လိုက်တာကြောင့်နိုဝင်ဘာ၈ရက်ဒီနေ့ကစပြီးဒဏ်ငွေအများပြားဆောင်ရတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာလက်လင်ရောင်းချတဲ့စိုင်ကြီးတွေနဲ့စူပါမားကတ်အများစုမှာနေ့လယ်၂နာရီကနေညနေ၅နာရီအထိအရက်ရောင်းတာကို1982ခုနှစ်ထဲကပိတ်ပင်ထားတာပါ။အခုဆိုရင်တားမြစ်ထားတဲ့အချိန်တွင်ဒါမှမဟုတ် ုတ်တားမြစ်ကြတဲ့နေရာတွေမှာအရက်တောက်တာဒါမှမဟုတ်အရက်အယောင်းချတာလို့ရင်လူတအူးချင်းစီကိုဘတ်တောင်းနဲ့အချက်တန်ရိုက်ခံရတော့မှာဖြစ်ပါတယ် ဖြောပြင်းနေရာတွေဟိုတယ်တွေခီးသွားဆောင်တွေကအတိမတ်ပြုထားတဲ့စားတောက်ဆိုင်တွေနဲ့နိုင်ငံတကာလေကြောင်းခီးစင်တွေရှိတဲ့လေစိတ်တွေလိုနေရာတွေမှာရောင်းချလို့ရပေမဲ့တောက်ခွင့်ရှိတော့မှာမဟုတ်ပါဘူးဒီတင်းကျက်တဲ့ဥပဒေတွေရာအရက်ကြောင်ညာတွေမှာနမဲကြီးတွေဒါမှမဟုတ်ထင်ရှားကြော်ကြားသူတွေကိုစီးပွားဖြစ်အရက်ကြောင်ညာမှာအသုံးပြုတာကိုလည်းတားမြင်လိုက်ပါတယ်ထိုင်းစားတောက်ဆိုင်များအသိဥက္ကဋ္ဌဖြစ်သူချန်နွန်ကွန်ချာရွန်ကတော့ဒီစီးမြင့်အစ်တွေဟာ ောက်သုံးသူတွေကိုပါကန့်တက်လိုက်တာကြောင့်စားတောက်ဆိုင်တွေကိုထိခိုက်စေမယ်လို့ပြောပါတယ်။ဥပမာဆိုင်တစ်ဆိုင်ကမနက်တနင်္ဂနွေ59မိနစ်မှာဖောက်တဲတယောက်ကိုဘီးရတလုံးရောင်းလိုက်ပြီးအဲ့ဒီဖောက်တဲကဆိုင်ထဲမှာပဲညနေ2:05မိနစ်အထိထိုင်တောက်နေရင်ပုံမှ30နှစ်အရဥပဒေချိုးဖောက်ရရောက်သွားပြီးအဲ့ဒီလူကိုတန်းရိုက်ခံရနိုင်ပါတယ်။ MP ရဲ့တနစ်တာထူကြတဲ့တင်းနေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်